Hey, hi, how are you? ဒီနေ့မှာတစုံတစ်ခုဒါမှမဟုတ်ရင်တယောက်ယောက်ကဘလို့တော်တာကောင်းတာကိုဖော်ပြဖို့ good as a တခြားစကားစုတွေစကားလုံးတွေအများကြီးတွေမှာမှာစကားစုတစ်ခုကိုမျှဝေပေးခြင်းပါတယ်เนาะခုပဲစလိုက်ကြရအောင် top notch top notch က good အစားကောင်းမွန်တာထက်ကိုကြော်လွန်ပြီးတော့မှအရေးအသွေးအမြင့်ဆုံးဓမ္မမဟုတ်ရင်ထူးချွန်မှုအဖြစ်တခုခုဓမ္မမဟုတ်ရင်တယောက်ယောက်ကိုဖော်ပြတဲ့နေရာမှာအများဆုံးသုံးကြတယ်။ဥပမာ she's a top notch designer with an eye for detail ။ဒီမက ထူးချွန်ပြမြောက်တဲ့ထိပ်တန်းဒီဇိုင်နာတဦးဖြစ်တယ်။ This hotel provided top-notch service to all guests. ဒီဟိုတယ်ကအဲ့ဒါတွေအားလုံးကိုထိတ်တန့်ဝန်ဆောင်ပေးခဲ့တယ်။ Top notch စကားစုကိုတုံးပြီးတော့မှအောက်မှာ comment ရေးပေးခဲ့ပါဦးနော်။ကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီစကားစုကိုနေ့စဉ်ဘွားမှာလည်းအသုံးပြုကြမယ်လို့မျှော်လင့်ပါတယ်နော် See you again